မင်္ဂလာပါကျွန်တော်ဒီအထက်မှာတည်ရတဲ့အတွင်းထဲကနေပြီးတော့စုံစမ်းတည်ရတဲ့ဒါမင်းအွန်လိုင်းရဲ့ဒါစစ်ကောင်စီပေါ့နော်အဲစစ်ကောင်စီရဲ့တက်တွင်းကအခြေအနေလေးတွေပေါ့နော်ပြီးတော့ဒီလက်တလုံးမှာဖြစ်သွားတဲ့ထူးခြားဖြစ်စဉ်တွေရဲ့နောက်ဆက်တွဲနောက်ဆက်တွဲပါလိဖြစ်တယ်ဆိုတဲ့ဟာလေးတွေကျွန်တော်တည်ရတော့ပြောပြမှာပေါ့နော်အဲမနေ့ကဒါခလာ56ရွှေကူးအဲအဲဥစ္စာမှာအကျွန်တော်ဒါ KI နဲ့ PDF တက်ဖွဲ့တွေကပေါ့နော်ပြစ်ချလိုက်တဲ့ရဲရင်နှစီအဲ့ဒါကိုတစည်းဒါရွှေကူကခလာကျ56တဲကိုဆင်းသွားတယ်ပေါ့နော်အဲဥစ္စာကိုဒါကြော်လိုင်းတက်ဖွဲ့တွေကအဆုံးထိလိုက်ကြိတ်တယ် ကျိတဲ့အချိန်မှာဒီရက်ရင်လည်းပျက်စီးသွားတယ်ပေါ့နော်ပြီးတော့အစစ်ပါပါသေးတယ်တန်ချက်ကတွေဖောကားတွေပေါ့နော်အဲ့တော့အဲ့ဥစ္စာနဲ့ပတ်သက်လို့မနေ့ကကျွန်တော်သိရတဲ့သတင်းအရကျတော့အဲဒီဘက်မှာပေါ့အဲ့အဲ့ဒီဒီတပ်ဘက်မှာပေါ့နော်အဲ့အဲ့56ဘက်မှာဒါလေဒီနဲ့လူဆင်းတာတွေလုတ်တယ်ပေါ့နော်အဲဒီ1 12တို့ y 8တို့နှစ်စီးပေါ့နော်အဲ့နှစ်စီးနဲ့လူလာချတယ်အဲ့အဲ့တက်သေးကိုအင်အားဖြည့်တဲ့ပုံစံမျိုးကြီးလောက်တယ်ပေါ့နော်အဲသူတို့တက်ကိုတိုက်ခိုင်းရပြီဆိုတော့ပုံစံမျိုးကြောင့်မလို့များ အင်အားတွေဖြစ်တင်းသလားတော့ပြောတတ်ဘူးပေါ့နော်အဲပြီးတော့နောက်တစ်ခုကဒါရဲရင်နှစင်းနဲ့လည်းလာတယ်တဲ့နောက်မှကျွန်တော်ထပ်သိရပါပေါ့နော်အဲ့ဒါကြောင့်ရဲရင်နှစင်းနဲ့လည်းလူလာချတယ်ပေါ့နော်အဲ့ဒါကြောင့်ပါလဲဆိုတော့ခုနလေရဲရင်ကိုပေါ့နော်အဲ့မှာဒါ KI နဲ့ PDF တွေနောက်ဆုံးဆုံးထိလိုက်ကြည့်တဲ့ရဲရင်ကိုဒါပြင်လို့ရမရလာကြည့်တာတဲ့ ပြင်လို့မရတော့ကြတော့ညနေ၄နာရီခွဲမှာမဘခကိုပြန်ပြီးတော့ထွက်သွားတယ်ဆိုရင်သိရပါတော့เนาะအဲကြည့်ရတာရှေ့ကလာပြီးတော့လူချပါတယ်ဆိုတဲ့ဟာကလုံကျွေးယူသလားပေါ့เนาะအဲခုနလိုဒါဒီရဲရင်နဲ့လူကြီးလာမှာဆိုတော့ပေါ့เนาะအဲအားကြောင့်မလို့ဒါထပ်ပြီးတော့နောက်ထပ်ရဲရင်စည်းထပ်ပြစ်ချခံမှာဆိုတော့လုံကျွေးယူပြီးတော့ဒီရဲရင်အပြက်ကိုလာကြည့်တာပေါ့เนาะ ဟိုပြင်နိုင်စရာအကြောင်းကိုမရှိတော့တဲ့အနေသားအဲအဲ့ဒါကြတော့ဝမ်းဝမ်းတာလိုက်တော့ဝမ်းတာလိုက်တော့အဲအကြောင်းမလို့ဒါဆိုညနေ၄နာရီခွဲမှာမဘာခောက်ကိုပြန်ထွက်သွားတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒါဟာလေဒါနောက်ဆက်တွဲသတင်းပေါ့နော်နောက်တစ်ခုကတော့ဒါရဲချုပ်တင်ကိုကိုပေါ့နော်ရဲဘူချုပ်တင်ကိုကိုဆိုတဲ့ကောင်ကိုတဲ့အောက်ကတပ်ဖွဲ့မှုတွေတော်တော်များများစိတ်ပြက်နေကြပြီဆိုပြီးတော့ဒါပြေးဒီတဲ့ဘောနော်အဲ့ဥစားလေဒါဖေးပို့လာတယ်ဘောနော်ဒါမြန်မာနိုင်ငံတနိုင်ငံလုံးဘောနော်တနိုင်ငံလုံးတက်ဖွဲ့မှုတွေကိုသူကဘာဘာလို့ခိုင်းလဲဆိုတော့နေ့စဉ်လှုပ်ဆောင်ချက်တွေတင်ခိုင်းတယ်ဆိုတော့ ်ဘယ်ကနေဘယ်သွားပြီးတော့စစ်ဆေးတယ်ဘယ်အဖွဲ့တွေကိုသွားပြီးတော့ဘာတွေညွန်ကြားတယ်ဘာတွေကြက်မှတ်တယ်ဆိုတော့အာဒီပလီဗလာတွေဘလောင်းလဲတွေပေါ့နော်အဲဥစ္စာတွေလှုပ်ဆောင်ချက်တွေပေါ့နော်အဲဥစ္စာတွေကိုဒါဂျင်းနန်းနဲ့တင်ခိုင်းနေတဲ့အဲ့ဒီဘာမှဖြစ်သေးဘူးတဲ့ဂျင်းနန်းနဲ့တင်ခိုင်းတဲ့အဲ့ဒီဘာဖြစ်လို့လဲဆိုတော့ဒါတို့ရဲ့ပုံမှန်လုပ်ငန်းပေါ့နော်ဒါကြောင့် ဒီ CDM မလုပ်ခင်တော့ကလည်းစစ်တပ်ထဲမှာကျွန်တော်တို့ဒါ G3 ရဲ့ AJ လောက်ရတဲ့အချိန်မှာအဲကျွန်တော်တို့ကကျွန်တော်တို့ viewer က viewer မှုတွေတက်မှတ်မှုတွေရဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေကိုကျွန်တော်ကဒါဘယ်နေ့ဘယ်ချိန်အဲအချိန်ဘယ်နှစ်နာရီမှာတော့မလုပ်တယ်ဆိုတဲ့ဟာကိုဒါအထက်ကိုတင်ပေးရတာကြီးလောက်ရတာဟုတ်အဲ့ဒါကဒါပုံမှန်လောက်ပဲဒါထူးခြားပြီးတော့ဒါအခုမှခိုင်းတာမဟုတ်ဘူး အဲ့တော့အိုက်တုံးလေးကပေါ့နော်ဒါဘယ်သွားတယ်ဘယ်တက်ကိုသွားတယ်သွားစစ်တယ်ဘာညွှန်ကြားခဲ့တယ်ဘယ်ချိန်မှာပြန်လာတယ်ပြင်ဘယ်နေအောင်ထွက်သွားတယ်ဘယ်ချိန်မှာတော့မလုပ်တယ်ဆိုတဲ့ဟာယုံထိုင်နေဆိုယုံထိုင်ဒါမျိုးပုံစံမျိုးတွေပို့ရတာဟုတ်အဲ့ကြအခုလဲသူတို့ကအဲ့လိုမျိုးခိုင်းတဲ့ပုံစံပဲအိုက်ရှင်ဒီပြဿနာမရှိသေးဘူးပြဿနာဘာဖြစ်လဲဆိုတော့ဒါအခုနောက်ပိုင်းကျဓာတ်ပုံမှာတောင်းတာတဲ့လုံးဆောင်ချက်ကိုဓာတ်ပုံမှာတောင်းတာအဲထားပါတော့ဘယ်တက်ကိုသွားခဲ့တယ်ဆိုအဲ့တက်ကိုရောက်ရောက်တယ်ဆိုတဲ့ဟာကိုဓာတ်ပုံမှာတောင်းတာပေါ့နော်အဲပြီးတော့ မှတ်တမ်းတွေလောက်ခိုင်းနေပါတော့အဲ့လိုမျိုးလောက်ခိုင်းနေအဲ့လိုမျိုးတောင်းနေဆိုတော့ကြာတယ်သူတို့လည်းလိုက်လို့ရပြီပေါ့ဗျာမှတ်တမ်းတွေလောက်ရတယ်တပုန်တွေရိုက်ရတယ်အဲ့ဒီထိလည်းဘာမှမဖြစ်သေးဘူးတဲ့ဘာလို့လဲဆိုတော့ဒါအင်ထုလို့ရတယ်ပေါ့နော်အင်ထုလို့ရတယ်ဒါပေမဲ့သူကအဲဒီအဆင့်တိတ်မကွာဘဲနဲ့ပေါ့နော်အဆင့်တိတ်မကွာဘဲနဲ့အဲငါလည်းပုံမူကြီးဟိုတယောက်ကလည်းပုံမူကြီးဒါပေမဲ့အဲခုနကတော့သူကအောက်ကအဆင့်ဖြစ်နေတဲ့အခါမှာပြန်ခိုင်းတဲ့ဟာမျိုးပေါ့နော်ခိုင်းတဲ့ဟာမျိုးကြတော့ချိုးကြတော့အဲသူတို့ထက်ဂျူနီယာကြပြီးတော့ဒါယာလူကြီးနေတဲ့သူတွေရှိတာကိုရှိရောကြအဲ့လိုမျိုးခိုင်းတဲ့ခါတွေမှာအဆင်မပြေတော့ဘူးဆိုပြီးတော့တီးရ နားတယ်ဒါဝန်တာစရာပေါ့နော်သူတို့ချင်းချင်းကြားထဲမှာဖြစ်ပျက်နေတဲ့ဟာတွေပေါ့နော်အဲဒါတယောက်ဆိုရင်ဘာပြောလဲဆိုတော့ဒါရေမူကြီးအငိမ့်ငိမ့်ပေါ့နော်အဲသူကပြောတယ်ပေါ့နော်ဒီအခုခိုင်းတဲ့ရေချုပ်တင်ကိုကိုပေါ့နော် သူငယ်တော့အဲ့လိုလှုပ်ဘူးလားပေါ့နော်ရင်းမှုအစင်လောက်အထိဆောက်လို့တေချာမလှုပ်ဘဲနဲ့ဒီမကောင်းတဲ့မိမပဲလိုက်စားနေတာပေါ့နော်ဒါကြောင့်ရင်ကျေးလေးပြောလိုက်တာအဲ့အဲ့လိုမျိုးပုံစံမျိုးပြောတယ်ပေါ့နော်အပေါက်ကွဲပြီးတော့ပြောတယ်ပေါ့နော်ဒါသူကငိမ့်သားယူသွားတဲ့ကောင်နေနော်အဲ့ကောင်နေတော့မှဒီကောင်ရဲ့လောက်ရက်ကိုမကြိုက်ကြတော့ဘဲနဲ့အဲအခုလိုမျိုးပေါ့နော်အချင်းချင်းလိုက်ကျက်နေတာဟုတ်ကောဟုတ်သေးရဲ့လားမင်းတော့ရောဒါလှုပ်ဘူးလို့လားအဲလှုပ်ရလို့လားအဲ့လိုပုံစံမျိုးမေးတာပေါ့နော်ဟုတ်တယ်အရင်တော့အဲ့လိုမျိုးလှုပ်ရအောင်ဒါပေမဲ့အခုຫນွေဥတော်လိုင်းအိမ်မှာအဲ့ကောင်နေအဲ့လိုအားစားလှုပ်နေရပြီဘာဖြစ်လို့လဲဆိုတော့မြေပြင်မှာ ဒါသွားခိုင်းတယ်အဲသွားခိုင်းတဲ့အချိန်မှာတကယ်မသွားရဲဘူးမသွားရဲဘူးဆိုတာတလိုင်းတပ်ဖွဲ့တွေကစိုးမိုးထားတယ်ဗျာအဲထွက်လာသမျှရင်နှန်းကုန်ကြိတ်တယ်ဗျာရင်နှန်းကုန်မိုင်းဆွဲတယ်ဗျာပြစ်ခတ်တိုက်ခိုက်တယ်ဗျာအဲကြအဲ့လိုမျိုးပုံစံမျိုးတွေမှာသူတို့မသွားရဲတော့ကြတော့သူကအသွားပဲပြဘယ်ထွက်တယ်ပေါ့နော်အဲထွက်ပြရတယ်သူကခုနလိုဂျင်းနဲ့နဲ့မှာစာနေပဲကောက်တင်လိုက်တယ်ဒါပေမဲ့အဲ့ဒါကိုအထက်ကနေရောခုနလိုရေကျုပ်တင်ကိုကိုလိုကောင်မျိုးကမဂျင်းတတ်တော့ပေါ့နော်လိန်နာတွေများလာတော့ကြတော့အေးဟုတ်ပြီမင်းတို့မှတ်မှတ်တတ်ဖို့နေရာစတင်ဆိုတဲ့အခါမှာဒီကောင်တွေလိုက်လို့ရတာပေါ့နော်တကယ်မသွားရှင်ပဲနဲ့သွားရတာပြီးမသွားရဲပဲနဲ့သွားရတော့တာပေါ့ အဲ့တော့သူတို့တိမ်မှာကြောက်လာလို့အခုနောက်လိုမျိုးသူတို့ရဲ့အထက်ကကောင်းတွေကိုပြန်ပြီးတော့မချေမငံပုံစံမျိုးတွေဖြစ်လာတယ်။သူတို့ရဲ့ဒီဥစ္စာကိုဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်လည်းစီးလုံးညီညွတ်မှုတွေပို့ပြီးတော့သူတို့ပြုတ်ကွဲနေတယ်။အရင်ထဲကမရှိတာပါ။ဒါပေမဲ့အခုကျတော့ပို့ပြီးတော့ပြုတ်ကွဲလာတယ်ဆိုတဲ့ဟာပေါ့နော်။အောက်ကကောင်းတွေလည်းချေချုံမိသွားတယ်။အဲ့အဲ့ဒါလည်းကောင်းတယ်ပေါ့နော်။အခုဆိုရင်တကယ်သွားဆိုရင်သွားရမယ့်နေသား။သွားပြီဆိုရင်လည်းပြင်းခံမယ့်နေသား။အဲ့ကျတော့တူတူကိုကိုတေးတေးရမှာကြောက်လာတယ်ပေါ့နော်။ကြောက်လာတဲ့ခါကျတော့အဆင်ပြေမှုတွေဖြစ်လာတယ်။ရှေ့ကဖြစ်စဉ်တစ်ခုရှိတယ်ပေါ့နော်။တိုက်ပွဲနေမြေထဲမှာတိုက်ပွဲတိုက်နေတဲ့နေမြေထဲမှာပေါ့နော်။ အဲတိုက်ပွဲတစ်ခုမှာဒါစစ်ကောင်စီဘက်ကဒါဒီအကြီးပိုင်းဆိုတဲ့ကောင်ပေါ့နော်တိုက်ပွဲနေရာမဟုတ်ဘဲနဲ့တခြားကြည်လွတ်မြေရာကောင်ကအောက်ကမြေပြင်မှာတိုက်နေရတဲ့ဒုတိယမှုဆိုတဲ့ကောင်ကိုမင်းမလုတော့ဘူးလားမင်းမလုနိုင်ဘူးလားမင်းဒါတော့မှ ဒါမင်းမတိုက်နိုင်ဘူးလားဆိုရယ်ပုံစံမျိုးကြီးပြောရခါကျတော့အောက်ကဒုတိယမြို့ကခမရလာတိုက်လဲဆိုပြီးပြောတော့ဗောနအဲ့လိုဖြစ်စဉ်မျိုးတွေကမြေမှာပူပူပြီးတော့များလာပြီအခုရဲဆိုတဲ့ကောင်တွေတက်မှာလဲဒါမျိုးပုံစံမျိုးတွေပူပြီးတော့များလာတော့မယ်ဗောနအဲ့ကျတော့တို့ချင်းချင်းကြားထဲမှာစီလုံးညင်ညွတ်မှုတွေမရှိတော့ဘူးဖျို့ဖျဲပုံစံမျိုးတွေဖြစ်နေတယ်အချင်းချင်းအပြစ်တင်တာမျိုးတွေဖြစ်နေတယ်ပြီးတော့ကျတော့အမိတ်မနာခံမှုတွေဖြစ်နေတယ်ဆိုတဲ့ဟာကပူပူပြီးတော့များလာပြီဆိုတဲ့ဟာကိုလဲဝမ်းသာစရာသိရတယ်ဗောနနောက်တစ်ခုကကျတော့ဒါဟာကာတရင်ဗောနဟာကာ ဟာခောက်တိမ့်မယ်ဆိုပြီးတော့တလိုင်းတက်ဖွဲ့တွေကပြောပြီးကနေကတဲ့ဒါထွက်ပြေးတဲ့သူတွေပေါ့နော်ထွက်ပြေးတဲ့သူတွေပို့ပြီးတော့များလာတယ်အဲ့လိုထွက်ပြေးတဲ့အကြောင်းတွေကိုအထက်ကိုသတင်းမတင်မဲနဲ့ပေါ့နော်ဟိုကဖုံးဖိနေတယ်အောက်မှာ ။ဘာလို့လဲဆိုတော့အထက်ကတိသွားပြီဆိုရင်သူတို့ကိုအေးအေးယူလာတယ်ရှိလာမယ်။အာအဲ့လိုမျိုးအေးအေးယူလာတယ်ရာထူးချတာတွေအပြစ်ပေးတာမျိုးတွေရှိမှကြောက်တဲ့အတွက်သူအထက်ကိုတည်င်းမတင်မင်းနဲ့အောက်မှာကြိတ်ပြီးတော့လိုက်ရှာနေကြတယ်။အဲအကြောင်းမလို့ဒါမျိုးရဲ့ဝင်ထွက်လမ်းတွေပိတ်ပြီးတော့ပါလိုက်ရှာနေတယ်။အဲတချို့ကကြောက်တယ်ဒါလက်နဲ့တွေပါယူသွားတယ်ဆိုပြီးတော့သိရတာပေါ့နော်။အဲကြောင့်မနေခြင်းလို့ပြေးတာမဟုတ်တော့ဘူး။အခုကမနေရဲလို့ပြေးတဲ့အဆင့်ဖြစ်သွားတယ်။အဲကြောင့်တလိုင်းတစ်ဖွဲ့တွေက ဟိုလေနဲ့ပဲပြောရသေးတယ်မင်းတို့လာတိုက်မယ်ဆိုရင်လေနဲ့ပဲပြောရသေးတယ်အမှန်ဆိုရင်တော့အဲ့လိုမျိုးပြောလာပြီဆိုရင်ဒါတို့တို့အတွက်အခွင့်အရေးလို့တို့ကသတ်မှတ်ကြတာအရင်ကဘာလို့ဆိုတော့တို့စစ်ကဘယ်ချိန်တိုက်မလဲဆိုတာကိုမသိဘူးအမြဲတမ်းအသင့်ဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုးပဲတို့ကနေခဲ့ကြတာအခုလိုမျိုးတို့ကိုလာတိုက်မယ်ဆိုပြီးတော့တေချာပြီဆိုတဲ့ခါကျရင်တို့တေချာဖို့ပြင်ဆင်တာပေါ့ဟာငါတို့တိုက်တော့မယ်လို့ပြောထားပြီးပြီအဲ့ဒါကြောင့်ငါတို့တေချာဖို့ပြင်ဆင်ရမယ်အဲ့ဟာတို့တို့ကမဟာအခွင့်အရေးသူတို့ကိုလာတိုက်မှမတိုက်ဘူးဆိုတာကိုသူတို့သိသွားတဲ့ဟာကမဟာအခွင့်ရေးဒါပေမဲ့အဲ့လိုမျိုးမဟာအခွင့်ရေးကိုသူတို့ကရင်တော့ကတော့ပြင်ဆင်တယ်အခုじゃအဲ့လိုမဟုတ်တော့ဘဲနဲ့ အဲ့လိုမျိုးလာတိုက်မယ်လို့သိသွားတယ်မြထွက်ပြေးတဲ့အဆင်ဖြစ်သွားအခုကအဲ့တော့လည်းတက်ဖွဲ့တွေကလေနဲ့တင်တိုက်လို့ရတဲ့အဆင်ဖြစ်သွားပါဗျာ။အဲကျုံးတာတော့ကျုံးပါပဲ။ရှိမှလည်းအဲ့လိုပြောပြောပြီးတော့ကျုံးခဲ့ကြတဲ့မျိုးတွေရှိတယ်ပေါ့နော်။အဲ့ကြအခုလည်းကျုံးပါဒါပေမဲ့ခုနလိုမျိုးထွက်ပြေးတဲ့ဆိုတဲ့သူတွေကဒါရွေးချယ်မှုမှန်တယ်လို့ပြောအောင်။တော်လည်းတက်ဖွဲ့တွေစီကိုလက်နက်တွေပါယူပြီးတော့အလင်းဝင်တာမျိုးတွေအဲလက်နက်တွေပါယူပြီးတော့ဒါခိုးလုံးတာမျိုးတွေပူပေါင်းတာမျိုးတွေလှုပ်တင်တယ်။တိုက်ပွဲမဖြစ်ခင်မှာအဲ့လိုလှုပ်တာမှန်တယ်။ ရအောင်ပြေလွတ်အောင်ပြေတပ်ဖွဲ့တွေကတကယ်ကူညီပေးလိမ့်မယ်ပေါ့နော်ဒါပေမဲ့ခုနကလိုတိုက်ပွဲဖြစ်သွားပြီဆိုတဲ့ခါကျမှတော့ကျွန်တော်ဒီခုဗမော်ဖြစ်စီမှာတခုကြုံပါလေတိုက်ပွဲဖြစ်သွားပြီဆိုတဲ့အချိန်ကျမှအာကျွန်တော်ဒီအမျိုးဆွေဒါမှမဟုတ်လေကျွန်တော်ညီကျွန်တော်အကိုပေါ့နော်ဒီလိုမျိုးပိတ်မိနေတယ်ဟာအဲ့လိုမျိုးကြာရင်ကျွန်တော်တို့ကလောကကံရအရန်ခက်တယ်တပ်ဖွဲ့တွေကလည်းကျွန်တော်တို့နဲ့အများနဲ့ဆက်သွယ်ရှိနေရသားနဲ့အခုမှဒီလိုပြောတာတော့ကျွန်တော်တို့အဆင်ပြေနိုင်ဘူးဘာလို့လဲတပ်ဖွဲ့တွေကိုယ်တိုင်လည်းတိုက်ပွဲဝင်နေကြရတယ်ဒေရှင်လုံနေကြရတာပေါ့နော်အဲ့ကြအဲ့လိုနေထားရောက်မှကျွန်တော်တို့ကူညီပေးပါချိတ်ဆက်ပေးပါဆိုရင်ကျွန်တော်တို့လည်းပြောရဆိုရတာအရန်ခက်တယ်ပေါ့နော်အခုလိုနေထားမှာ ီလိုမျိုးသွားခြင်းနဲ့ဆိုရင်လာခဲ့လုပ်ပေးမယ်ပေါ့နော်ပြီးရင်တက်ဖွဲ့ရင်လည်းကျွန်တော်ချိတ်ဆက်ပေးမယ်အသက်အနည်းလုံးဝအာမခံတယ်ပြီးတော့ကိုယ့်ရဲ့ရွေးချယ်မှုကြိုက်တာရွေးချယ်လို့ရတယ်ခုနကလိုအေးအေးဆေးဆေးနေခြင်းတဲ့ဘဝကိုရွေးချယ်ပါလားတော်လိုင်းမှာပြန်ပါဝင်ပါလားပြီးတော့ဘယ်နေရာဘယ်ဒေသသွားခြင်းလဲဒါမျိုးတွေအားစတက်ဖွဲ့တွေကလုပ်ပေးနေရရှိတယ်မိသားစုတွေနေရာစတွေ့ဆုံလို့ရအောင်စီစဉ်ပေးနေရရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေအတွက်ကိုမပူပါနဲ့ဒါအဓိကတော့တိုက်ပွဲမဖြစ်ခင်မှာကူပြောင်းမှုတွေကကျွန်တော်တို့လုပ်ပေးရတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့အခုလက်ရှိအချိန်တွေကတော့ ခုနဒေါ်လိုင်းတက်ဖွဲ့တွေကတိုက်မယ်လို့ပြောလိုက်တဲ့အနေထားမှာတော့မှပဲဒါစစ်တပ်ထဲမှာဖြစ်နေတဲ့ပုံစံကတော့ငါတို့ကတော့ဒီတိုက်ပွဲဖြစ်လာတဲ့အထိမဆောင်နိုင်ဘူးငါတို့ကတော့ပြေးမယ်ပေါ့နော် ပြီးတော့အရင်တော့အဲ့လိုမျိုးမနေချင်လို့ပြေးတာမဟုတ်တော့ဘဲနဲ့မနေရဲတော့လို့ပြေးတဲ့အဆင့်တွေဖြစ်လာပြီပေါ့နော်ဒါကလည်းတကယ်အားရစရာကောင်းတယ်နောက်တစ်ခုကတော့ဒါငိမ့်သာဘုံဘူးချုပ်ဒါချို့ထုံးအောင်ပေါ့နော်ရှင်းလင်းခါရတဲ့ PDB မှတ်တမ်းကိုထောက်လိုင်းကစစ်တပ်ဘက်ကထောက်လိုင်းရရသွားဆိုပြီးလည်းသတင်းတွေတက်လာတယ်အဲဥစားနဲ့ဒါတိုက်ဆိုင်ဆစ်ဆေးပြီးတော့ဒါလိုက်ရှာမယ်ဆိုပြီးတော့လည်းလောက်တာတွေရှိတယ်ဒါကအဲသူတို့ဘက်ကသတင်းလွှင့်တာလည်းဖြစ်နိုင်တယ်လို့ပေါ့နော် အဲတကယ်ရရှိတဲ့သတင်းပေါ်မူတည်ပြီးတော့တပ်ဖွဲ့တွေရှောင်ရှားလို့ရောက်အောင်ဒါပြောတာလေဒါဟုတ်တယ်ပေါ့နော်ဒါပေမဲ့တပ်ဖွဲ့အနေနဲ့ကဒီလိုချိန်မှာတော့လုံခြုံပြီကျွန်တော်တို့ဒါပြောလို့ရတယ်ပြောနိုင်တယ်ပေါ့နော်ပြောနိုင်တယ်တပ်ဖွဲ့တွေကဒီဥစ္စာတွေကိုစပြီးတော့လုပ်ပါပြီဆိုတဲ့ကအဲဟိုလုံအောင်ပြန်ပြီးတော့အောင်မြင်ပြီးရဲ့ချိန်မှာအဲခုနလောက်အကောင့်ထဲပုံမယ်မရှိအောင်မြင်မယ်အောင်မြင်ပြီးရတယ်ပြန်ပြီးဆုတ်ခွာမယ်အဆင့်နေထိတွေးပြီးတော့လုံဆောင်ကြတဲ့အဆင့်တွေဖြစ်လာပြီအဲကြောင့်ဘလိုပဲဖြစ်ဖြစ်လုံခြုံလုံခြုံမှုကတော့ရှိကိုရှိလိမ့်မယ်အဖွဲ့တွေဘက်ကလည်းဒါကိုစိတ်မကူပါနဲ့ဆိုပြီးတော့ပြောထားရည်သိရတယ်ပေါ့နော်အဲ့တော့ စစ်တပ်ကဘာလုပ်မလဲဆိုတော့အခြားသူတွေကိုလိုက်ပြီးတော့ရမေရှာပြီးဖမ်းဆီးတာမျိုးတွေပြစ်မှတ်ထားပြီးဖမ်းဆီးတာမျိုးတွေလုပ်လိုက်မယ်သူတို့ကတရုတ်ဆန်နဲ့ပတ်သက်ရင်အေးအဲ့တုန်းကပြစ်ခတ်ခံရတယ်ဗောနော်အဲ့ပြစ်ခတ်ခံရတဲ့ဒါလက်သက်တရားခံအခုထိလွတ်နေတုံးလားဆိုပြီးတော့ဒါထူထောင်းတာတွေကိုသူတို့ကမခံနိုင်လို့တွေ့တဲ့သူတွေကိုဆွဲပြီးတော့ဖမ်းပြီးတော့အတင်းကျပ်ဝန်ခံခိုင်းတာမျိုးတွေအများအားလှုပ်ဆောင်လေးရှိတယ်အကြအဲ့အတွက်ကိုတော့ဒါတတိထားကြစီခြင်းတယ်ဗောနော်အဲဒီကောင်နေနဲ့ဝေးဝေးလဲလဲမှာနေပါဒီကောင်နေနဲ့အဆက်ဆက်မလုပ်ပါနဲ့အဲ့ဒီလိုမျိုးတွေဖမ်းဆီးခံရနိုင်တဲ့ဒါဘေးအနေကနေလဲ looking out နေကြစေခြင်းနဲ့တတိထားကြစေခြင်းနဲ့ပေါ့နော်အဲ့တော့ဒါကတော့ဒီအထက်မှာသိရတဲ့အထက်တက်ကအခြေအနေပေါ့အထက်တက်ကအခြေအနေကိုကျွန်တော်ဒီတလောက်လေးပြန်ပြီးအောင်ဝင်မြပေးရဖြစ်ပါတယ်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါတယ်ကျွန်တော်ဒီ